တဲ့ရက်ပိုင်းမှာ CRPH ကထုတ်ပြန်ခဲ့တဲ့ CDM တွေ non CDM တွေဆိုင်ရာကြီးညာချက်နဲ့ပတ်သက်ပြီးဝေဖန်တာတွေတော်ကြရတယ်ဆရာလည်းကြားမှာပါအဲ့ကြီးညာချက်ဟာစီယုံရဲ့အသွင်လက္ခဏာမဆောင်ဘူးလို့ဝေဖန်ကန့်ကွက်တာလည်းရှိတယ်ဆရာဆရာသဘောထားဘယ်လိုရှိလဲခင်ဗျအဲဒါတော့ဟိုလိုပေါ့နော်ဝေဖန်တာကတော့ကျွန်တော်တို့ကလက်ခံပါတယ်ဝေဖန်တာကိုလက်မခံစရာအကြောင်းလည်းမရှိဘူးနောက်ပြီးတော့ဒီအတန်တွေကိုလည်းကျွန်တော်တို့နားထောင်အောင်မှာဖြစ်ပါတယ်ဒါဒါအပြင်အဲခုနကပြောလို့ပေါ့နော် ဒီအစီရီယန်နန်းစီရီယန်နဲ့ပတ်သက်ရင်ဒါကတော့အရင်ကနေကလည်းလို့ကွဲပြားမှုတွေရှိပါတယ်။ကွဲပြားမှုဒါကြောင့်လဲကျွန်တော်တို့ဒါကိုဟိုတည်ကြအောင်စနစ်ကြအောင်ဆိုတော့ human right တွေနော်နောက်ကြတော့ဒီအဲဝန်ထမ်းစီမင်းစီကန်းတွေဒါအပြင်တော်လှန်ရေးအကောင်အောင်စုတဲ့ဟာတွေအများကြီးစဉ်းစားပြီးမှတကယ်တော့ဒီဥပဒေပေါ်လာတာက ထမအဦးဆုံးဒါအားလုံးသိပြီးသားပါ NCCC ကနေပြီးတော့ CDM မူဝါဒဆိုတာလွန်ခဲ့တဲ့တစ်နှစ်ခွဲနှစ်နှစ်ကပေါ်လာတယ်အဲ့ဒါပြီးတဲ့နောက်မှာဒါဥပဒေပြုဖို့ဆိုတော့အဲ့ဒီကနေ့ကလှုပ်ထားပြီးသားပေါ့နော်အဲ့ဒီကနေ့ကနေပြီးတော့အဲစဉ်းစားခဲ့ကြပြီးသားဆွေးနွေးခဲ့ကြပြီးသား CDM ညီလာခံနေလှုပ်ခဲ့တယ်နော် CDM အဲဒီအဲ success committee နော် CDM data alike ဒီ CDM နေဖွဲ့ပြီးတော့လှုပ်ခဲ့တယ်အဲ့ဒီဟာတွေကနေအခြေခံပြီးတော့အားလုံး stakeholder တွေနဲ့ engage လုပ်အစိုးရအဖွဲ့တွေမှာဆွေးနွေးခုနသမတရသမတရုံဆိုရင်သမတဆိုဒါတွေကိုယူပြီးတော့အဲခုနလိုအသေးစိတ်တွေလေ့လာဒါအပြင်နိုင်ငံတကာကသို့သော် human right to အဲနိုင်ငံတကာကအဲဒီ justice အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးဆွေးနွေးပြီးဒါပေါ်လာတဲ့သဘောရှိပါတယ် CRPH နဲ့ပြီးတော့ထွက်လာတဲ့သဘောရှိဆိုတော့ဒါကျွန်တော်အနေနဲ့တော့အခုမြေပြင်ရောက်တဲ့အချိန်မှာပို့ပြီးသဘောပေါက်တာက မြေပြင်မှာအခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေရာဒေသတွေရှိပါတယ်မြို့တွေတိမ့်လိုက်တိုင်းတိမ့်လိုက်တိုင်းနန်းစီဒီအန်ကြီးကျွန်တော်တို့ဟိုဖမ်းဆီးရတာတွေရှိတယ်အဲ့တော့မဖမ်းညင်လို့ကျွန်တော်တို့ဆရာတို့သိမှာပါနန်းစီဒီအန်ကြီးကိုအလင်းဝင်မို့ဆိုပြီးတော့ခေါ်တယ်အခုလည်းခေါ်ပါတယ်အချိန်မယူလည်းအလင်းဝင်တယ်အချိန်မယူလည်းပြည်သူဘက်ကိုပြောင်းနိုင်တယ်ပေါ့ဗျာအလင်းဝင်ဆိုရင်စကလုံးကြီးကိုမကြိုက်ဘူးဆိုရင်ပြည်သူဘက်ကိုကူးပြောင်းလို့ရပြည်သူဘက်ကိုကူးပြောင်းလာတော့နန်းစီဒီအန်များအတွက် ကက်တဂိုရီအဲ့ဥပဒေထဲမှာရေးထားတာရှိပါတယ်เนาะစီနန်းစီတရရဲ့နေအကုန်လုံးကိုအရေးယူဖို့လည်းမဟုတ် အရေးလည်းမယူယူမှလည်းမဟုတ်ဒါပေမဲ့နန်းစီတရနေထဲမှာဥပမာဆရာရဲ့အခုအင်ဒေါ်မှာဆိုရင်အင်ဒေါ်မြို့စိမ့်တိုက်ပွဲတောင်ဆရာတို့ကြားပါလိမ့်အင်ဒေါ်မြို့စိမ့်တိုက်ပွဲဘယ်လောက်ကြာလဲ၈လ၉လကြာပါတယ်အဲ့ဒီအတွင်းမှာ အလင်းဝင်မှုတွေခေါ်ခဲ့ပေမဲ့မဝင်မဲနဲ့မြို့သိမ်းတိုက်ပွဲနောက်ဆုံးနေ့အထိအတူတူရှိနေတဲ့နန်းစီပြန်တွေ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ။နောက်အဲ့ဒီခုနအဲ့တမမှုနဲ့အတူတူဟိုကတာဘက်ကိုရွှေ့တဲ့အထဲတော်လိုက်သွားပြီးလက်နဲ့ကင်နေတဲ့နန်းစီရံတွေကိုဘယ်လိုမျိုးကျွန်တော်တို့စီမံဆောင်ရွက်ရမလဲဆိုတာတွေကဥပဒေလိုအပ်တယ်ဆရာ။ဥပဒေရှိမှဥပဒေမဲ့တွေကျွန်တော်တို့မဖြစ်မှာဆိုတဲ့သဘောဖြစ်ပါတယ်။ဒီဥပဒေဟာ perfect ဖြစ်တဲ့ဥပဒေလို့အဲကျွန်တော်တို့မဆိုဘူးအဲဆိုလို့ဒါပေမဲ့ဒါတွေကအခုတတ်နိုင်သမျှခုနကလို human right တို့ ဆိုတော့ justice to အလုံးပါအောင်လဲဒါကျွန်တော်တို့လှုပ်ထားတာဟိုဆွေးနွေးထားကြတာဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒီဥပဒေကိုကျူးဆိုတယ်။ဘာလို့ဆိုမြေပြင်မှာ CDN နေမဖြစ်တင်တာမဖြစ်ရအောင်နန်း CDN နေမဖြစ်တင်တာမဖြစ်ရအောင်အတွက် CDN နေရောနန်း CDN နေရောအတွက်မှန်ကန်တဲ့ကာကွယ်မှုဆုံးဖြတ်မှုတွေလုပ်နိုင်မှုအတွက်ဥပဒေမမဲ့ဖို့အတွက်ဥပဒေရှိဖို့လိုတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ဒီ ဒါကိုခုနကအကြံပြုတာဆွေးနွေးတာဝိုင်းဝန်းတာလုပ်ဖို့လိုတယ်။ NaN CDN တွေကိုကျွန်တော်တို့မစီယုံတာမဟုတ်ဘူး။ NaN CDN တွေပြည်သူနဲ့ပူးပေါင်းမှာပြည်သူနဲ့ပူးပေါင်းတဲ့ NaN CDN အတွက်ဥပဒေဟာအဲ့ဥပဒေထဲမှာပါပြီးသားဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်ဆရာတရားတကယ်တော့ NaN CDN တွေရော CDN တွေရောကိုကာကွယ်တဲ့လို့ပြောရင်တော့ပုံမှန်ပဲ။ဥပဒေမျိုးဖြစ်ပါတယ်။နော်မဟုတ်တာလုပ်တဲ့လူတော့မရဘူးပေါ့ဗျာ။စစောကပြောလို့ အဲနောက်ဆုံးတိုက်ပွဲအထိလက်နက်ကင်ပြီးတော့ကျွန်တော်တို့ PDF တွေကိုတတ်သွားတဲ့လူတွေအဲ့ဒီလူတွေအတွက်တော့သူတို့နဲ့တင့်တော်တဲ့ဥပဒေရှိဖို့လိုတာပေါ့နော်ဆိုတော့အသေးချာဖတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒါကိုလုပ်လို့ရပါတယ်နောက်ခုနကလိုနန်းစီဒီအန်တွေကိုလည်းကျွန်တော်တို့မစည်းယုံတာမဟုတ်ပါဘူးစည်းယုံပါတယ်နန်းစီဒီအန်တွေရန်ကုန်မန္တလေးနေပြည်တော်မှာရှိတဲ့နန်းစီဒီအန်တွေပြည်သူနဲ့အတူပူပေါင်းမှုအတွက်တွန်းအားပေးတဲ့ဥပဒေဖြစ်ပါတယ်လို့ကျေးဇူးပါဆရာ